မင်္ဂလာပါ Moon Vlog ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါပြောပြမယ့်အကြောင်းအရာလေးကတော့ Dental Floss တောဖို့ကျိုးလေးတွေကိုဘယ်လိုသုံးလဲဆိုတာပြောပြအောင်မှာဖြစ်ပါတယ်။အာ Dental Floss ဒီတောဖို့ကျိုးလေးတွေပါเนาะတော်တော်များများကဒီသွားတိုက်ဖို့ကတော့ပုံမှန်တော့တိုက်ကြရတယ်။ဒါပေမဲ့ဒီ Floss ကိုကြောက်သုံးဖို့ကမိနေတတ်တယ်ပေါ့เนาะ။အဲဒါတော့ဘာလို့သုံးတယ်လဲဆိုလို့ရှိရင်သွားတိုက်တာကဒီသွားတစ်ချောင်းနဲ့တစ်ချောင်းကြားမှာ ကြံနေခဲ့တတ်တယ်ပေါ့နော်အစာတွေပဲဖြစ်ဖြစ်ဒီ dental plaque တွေပဲဖြစ်ဖြစ်ပေါ့နော်ကြံနေခဲ့တတ်တယ်အဲ့လိုနေရာမျိုးတွေဆိုရင်ဒီသွားကြားထဲမှာဒီတေချာရောက်တဲ့သွားဖို့ကြိုးလေးတွေ ਆ ပဲဒါတေချာတန့်ရှင်းလုပ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ဒီဟာကိုဘယ်ချိန်သုံးရမလဲဆိုရင်ဘယ်ချိန်သုံးရမလဲဆိုရင်ဒီကြိုက်တဲ့ချိန်သုံးလို့ရတယ်သူက အဲ့လိုတချို့ရလာမေးကြတယ်ဒီသွားဖို့ကြိုးတွေတုံးလို့ပေါ့နော်သွားတယ်ကျဲလာပါမျိုးရှိလားဆိုတော့အဲ့လိုမျိုးမရှိပါဘူးဒါပေမဲ့ဒီသွားကြထိုးတဲ့နေဆိုလို့ရှိရင်နော်ဒီတဖုံးနေနေပြီးတော့ဟိုအရင်အားသုံးပြီးတော့ထိုးမယ်ဆိုရင်တော့တဖုံးနေပြီးသွားကျဲရပါဖြစ်နိုင်ပါတယ်ဒီသွားဖို့ကြိုးကတော့ဟိုစနစ်တကျပုံမှန်သုံးမယ်ဆိုရင်အဲ့လိုသွားကျဲရပါလုံးဝမရှိဘူးပေါ့နော်ဟုတ်ပြီဒီဟာကိုဘလို့ဘယ်ချိန်နေသုံးတင်လဲဆိုလို့ရှိရင်အာနေခင်းအစာစားပြီးတဲ့အချိန်မှာညနေအစာစားပြီးတဲ့အချိန်မှာသုံးလို့ရတယ်ညအိမ်အောင်ကန်နီသွားတိုက်ပြီးပဲဖြစ်ဖြစ်သွားမတိုက်ခင်ပဲဖြစ်ဖြစ်သုံးလို့ရတယ် ဒီ personal အရဆိုရင်ပေါ့နော်ကျမဆိုရင်တော့သွားမတိုက်ခင်မှာအရင်ညဘက်သွားမတိုက်ခင်မှာအရင်သုံးလိုက်တယ်အရင်သုံးလိုက်ပြီးတော့မှသွားတိုက်တဲ့ခါကျတော့ခုနဒီသွားကြတဲ့မှာကိုတက်တက်ရှင်လောက်ထားရတဲ့ခါကျတော့သွားလိုက်တိုက်လိုက်အကုန်ပါသွားတာပေါ့နော်သွားဖို့ကျွန်းနဲ့တိုက်ထားပြီးတော့အဲ့ဒါဆိုရင်ဟိုတေချာတက်ရှင်သွားရလို့ခံစားရတယ်အဲ့တော့သွားမတိုက်ခင်သုံးတာကိုပိုကြက်ညဘက်ပေါ့နော်အဲ့ဒါဆိုရင်ဒီဟာကိုဘယ်လိုသုံးကြမလဲနော်ဘယ်လိုသုံးကြမလဲဆိုတော့အရင်ဆုံးဒီတော့ဒီကျိုးလေးတွေကိုအဲ ဆက်ရှိလက်မပါနော်ဆက်ရှိလက်မဆိုတော့ပေရန်နဲ့ဆိုရင်တိုင်းရခတ်တယ်ဆိုတော့ဒီမှာဒီလက်မဒီလောက်လောက်ပေါ့နော်ဖြတ်လိုက်ဒီလက်ဒါနိဒီတောင်ဆက်လောက်ထိဦးမှန်းပြီးတော့ဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ဒီလိုရရိုးရိုးဆွဲရခါကြလို့ရှင်ကိုယ့်လက်ကအားမရှိဘူးမရှိတဲ့ခါကျဘာလုပ်ရမလဲဆိုရင်ဒီလက်ချောင်းပေါ့ဟိုဘက်နဲ့ဒီဘက်နဲ့ဆင်တူရဲ့လက်ချောင်းတစ်ချောင်းမှာလိမ်လိုက်ပေါ့လက်ကျမကတော့လက်ကလေးနဲ့လိမ်တာပို့တော့ကြာဒီဟာနဲ့ဆိုအဲ့တော့လက်လက်မနဲ့ညိုနေရအားနေအောင်အားနေခါကျဒီနှစ်ခုလုံးကိုဒီလိုလှုပ်တဲ့ခါကျတိတိကျကျ grip မိတယ်ပေါ့ เนาะအဲ့ဒါဆိုရင်ဒီလိုလုတ်ကင်လိုက်မယ်နှစ်ပတ်လောက်ကြည့်ပြီးရခါကျရင်ကင်လိုက်ကြမယ်ဆိုဒီလောက်အရှိလောက်ဆိုရင်ပါဇက်ထဲကိုတိချာဟိုအတန်ရှေးလုတ်လို့ရပြီပေါ့เนาะဆိုလုတ်တဲ့ခါကျလို့ရှိရင်ဒီ modeling နဲ့အရင်ပြမယ်เนาะတူအောင်အောက်ပြီးဒီသွားနှချောင်းကြားထဲမှာတဖုံးလေးရှိတယ်အဲ့တော့ جماعه ကပပလာလို့ခေါ်တာပေါ့เนาะနှချောင်းစုံနေနေရမှာအဲ့ဒီနေရာလေးကိုဒီလိုအကြမ်းမတမ်းဒီလိုကြီးဝင်ပြီးတော့ဒီလိုအားနဲ့ဖိကြတာဒီတဖုံးနောက်ပျက်စီးစေတယ် ျက်စီးစေတယ်နောက်ပြီးရင်တဖုံးဟိုတွေးထွက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအဆောင်ဝင်ငယ်လေးကကိုကဒီမှာဒီထိန်းထားတဲ့လက်လေးနဲ့ဖြည်းဖြည်းချင်းပဲထည့်မယ်ထည့်ပြီးသွားရင်ဒီဒီသွားနှစ်ချောင်းဆော်ရဲနေတာဖြစ်တဲ့အတွက်ဒီဘက်မျက်နှာပြင်ရှိရဲဒီဘက်မျက်နှာပြင်ရှိတယ်အဲ့တော့ထည့်ပြီးပေါ်အောက်ကိုပဲဒီလိုသွားမယ်ဒီတဖုံးလေးကိုစီပုံစံလေးပေါ်နေအဲ့ဒါဝင်တဲ့ခါကျလို့ရှိရင်လည်းဖြည်းဖြည်းချင်းပဲဝင်မယ်ပြီးရင်ရှေ့နောက်နှစ်ချက်လောက်လုပ်မယ်ပြီးရင်လိုအပေါ်တစ်ချက်ဆွတ်တင်မယ်ပြီးရင်ဒီဘက်သွားရလဲဒီတိုင်းပဲဒီလိုလေးဝင်မယ်ဒီလိုဆွတ်တင်လိုက်မယ်ဒါဆိုရင်တနေရာမှာ ၄ချိန်၅ချိန်လောက်လုံလိုက်လုံလောက်ပြီပေါ့နော်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီသွားကြားနှစ်ခုကြားမှာသုံးတဲ့ဟာကိုပဲနောက်သွားတဲ့ကိုလူဆက်ထည့်တာအဲ့ဒါကလည်းမှားတယ်ဘာဆိုရင်ဒီသွားမှာရှိရဲ့ညစ်ကြေးတွေကနောက်သွားတစ်ခုပါပြောင်းသွားနိုင်တယ်ပေါ့အဲ့တော့ကိုကဒီလိုသုံးပြီးသွားရင်ဆိုရင်ချက်ချင်း session ကိုပြောင်းလိုက်တော့ကိုသုံးနိုင်ရဲ့ခုနအပိုင်းလေးကိုပြောင်းပြီးနောက်အစ်စ်ပေါ့နော်အစ်စ်ပြောင်းပြီးတော့ထည့်နောက်တစ်ခုလေး အဲ့ဒါဆိုရင်သူ၃မီတာဟာလဲလဲလဲဝါပြီးတော့ဒီရှိသမျှตั้ว2ช่องจ้าเลยก็ลงตัดชิ้นลงไปจ้าဖြင့်ဒီตั้ว2ช่องจ้ามาဖြစ်တယ်ตั้วปုတ်ปอกတွေလည်းกากွယ်နိုင်มั้ยเตชาလည်းตัดชิ้นตั้วอ่ะปะเนาะตั้วสมมุติเนี่ยมาဆိုရင်ตั้วလေးเนเนเลยถัดနေอ่ะရှိရဆိုတော့ဒီကောင်อ่ะဒီအဲ့လိုမျိုးဒါဒီ floss တွေຕົ้มပြီးတော့ပုံမှန်လေးตัดชิ้นလုတ်ไปมาပဲဒီဒီตั้ว2ช่องอ่ะจ้าကပို့ပြီးတော့ตัดชิ้นတာอ่ะปะเนาะအဲ့အန်ตั้วတွေကိုလည်းလုတ်လို့ရှင်အဆင်ပြေ โอเคဒီတိုင်းလုံးလို့အဆင်မပြေဘူးဆိုလို့ရှင်မှန်ရှိမှာမှန်ချပြီးအရင်လေးချိန်ယူရမှာပေါ့နော်ဒီသွားအန်သွားတွေကိုလည်းလုံးရမှာနော်ရှိသမျှအသွားရဲ့ဒီနှစ်ချောင်းစုံနဲ့အာဂျားတွေအကုန်လုံးကိုတန်ရှင်းလုံးရအောင်ပြီးတော့ဒီလိုမျိုးဒီသွားကြနှစ်ချောင်းဂျားတွေကိုဒီ floss နဲ့အကုန်လုံးတန်ရှင်းလုပ်ပြီးသွားပြီးဆိုလို့ရှင်ညဘက်ဆိုရင်တော့သွားတိုက်လိုက်အောင်ပဲပေါ့နော်โอเคအပြင်မှာကိုရောက်နေတယ်ဒီအစားစားပြီးအချိန်လုပ်တယ်ဆိုလို့ရှင် plug လေးကျင်းလိုက်တယ်ပေါ့ ။ဒါဆိုရင်ကြားထဲမှာအစာရေကြံနေရတယ်မရှိတော့ဘူးဆိုတော့သွားပက်ရှင်သွားပြီပေါ့နော်။အဲ့တော့ floss ကိုပုံမှန်သုံးပေးပါ။အဲစားစားပြီးတိုင်းသုံးပေးပေါ့နော်။ပြီးသွားရင်လူကြားထဲမှာသုံးဖို့ဟိုမဆက်ပါနဲ့ပေါ့နော်။ဒါ floss ကသုံးတာကဒါ ခင်မီယာပေါ့နော်ခင်မီယာဒါကိုသွားကျမ်းမာရေကိုဂူးဆိုင်တယ်ဆိုတော့လူတွေကိုပြရတဲ့သဘောပါပဲကို floss တုံးတယ်ဆိုတာကဆိုတော့နောက်ပြီးတော့ဒီ floss လေးအကြောင်းထုတ်ပြောချင်တာကဒီ tracer floss လေးပေါ့နော် floss လေးကဒါဘယ်မှာစသတည်ရလဲဆိုရင်ဟိုစွမ်းထိုင်နေစိတ်ငန်းတစ်ခန်းမှာလူနာရီကိုတုံးပေးရင်းနဲ့ဒီ quality ကိုသဘောကျတာပေါ့နော်ကြောက်တဲ့ခါကျတော့ကိုယ်တိုင်းလည်းဒီအိတ်ထဲမှာမြဲထည့်ထားတယ်ထည့်ထားဆိုတော့ तू ကဘယ်နှမျိုးရှိရလဲဆိုရင်အလုံးပေါင်း तू က၅ခုရှိတယ် 5မျိုးပေါ့เนาะ5မျိုးရှိရဆိုတော့တို့ရဲ့အတုံးဝင်ပုံလေးပေါ့အယောင်လေးလိုက်ခွဲထားရှိတယ်။ဆိုရင်ဒီပထမဆုံးဒီအစိမ်းအောင်လေးပေါ့အစိမ်းအောင်လေးဆိုတော့ dentative ဆိုတာတော့တခြား floss အသားတွေနဲ့မတူဘူး။သူက smooth ဖြစ်အောင်ပေါ့เนาะသူ့ရဲ့အသားကိုလှုပ်ထားတယ်။လှုပ်ထားရဆိုတော့အခုနလိုမျိုးတွားနှစ်ချောင်းအခုနထက်နေရအရန်ကြက်နေရပေါ့เนาะနည်းနည်းချင်းချင်းလေးပဲရှိရအဲ့လိုနေရာမျိုးမှာဆိုတော့သူကလွယ်လွယ်ကူကူဝင်နိုင်တယ်။လောက်ရလွယ်တယ်ပေါ့ easily slide ဖြစ်တယ်ပေါ့เนาะအဲ့ဒါဖြစ်တယ်။ဆိုရင်နောက်ပြီးတော့ဒီ ခရမ်းရောင်လေးပေါ့ခရမ်းရောင်လေးကြတော့သူ comfort expander လို့ရေးထားတယ်အဲ့ဒါတော့ဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့ဒီ floss ကလုံးဝနည်းနည်းတော့တုတ်တယ်တုတ်တယ်ဆိုတော့ခုနကလိုမျိုးသွားနှစ်ချောင်းကြက်တယ်ဆိုတဲ့နေရာတွေမှာတိတ်တော့အဆင်မပြေဘူးပေါ့နော်ပုံမှန်တန်ရှင်းရေးလုပ်ချင်တယ်ကင်ရတာပေါ့နော်ဟို comfort အီအီလေးဖြစ်ချင်တယ်ပေါ့နော်သွားနှစ်ချောင်းကိုလဲကူကူပေါ့နော်ကင်လို့ကောင်းတဲ့ဟာမျိုးဆိုလို့ရှိရင်ဒီဟာသုံးသက်တယ်ပေါ့နော်ခရမ်းရောင်လေးနောက်ပြီးသွားလို့ရှိရင် ဒီလိမ္မော်ရောင်လေးပေါ့လိမ္မော်ရောင်လေးကျတော့သူကဗာလဲဆိုလို့ရှင် pro white pro white ကကျတော့သူကဒီ white လို့ပါတယ်ဆိုတော့သူက whitening ပေါ့နော်ဖြူစေရဲပေါ့သွားရီပို့ပြီးတော့ပေါ့နော်ဆိုတော့ဒီဟာလေးကိုသွားရီဖြူစင်းနေဆိုရင်သုံးပေးရမှာပေါ့ပြီးသွားလို့ရှင်ဒီအပြာလေးပေါ့အပြာလေးကတော့မလုပ်ထားရလဲဆိုတော့သူကပုံမှန်ပုံမှန်ပေါ့နော်ခုနလိုမျိုးသွားနှချောင်းကြာထက်နေရပဲဖြစ်ဖြစ်ပုံမှန်ဒါမှမဟုတ်ပုံမှန်သွားပုံစံရှိတယ်မထက်ဘူးအဲ့ဒါပြီးဘယ်မှာဖြစ်ဖြစ်သုံးလို့ရတယ်သူက wax လေးလည်းပါတယ်ဒီဒီ floss ရဲ့မျက်နှာပြင်မှာပေါ့နော်ဟိုဖျောင်းလေးပါတယ်ဆိုတော့ကြောင့် လို့အဲ့လိုတကူဒီအထဲကိုလည်းဝင်နိုင်တယ်ဆိုတော့ဘယ်လိုသွားချင်မှာဖြစ်ဖြစ်တုံးလို့ရတယ်ဒီဟာလေးရအောင်နောက်ဆုံးတစ်ခုကတော့ဒီအမဲအောင်လေးပေါ့နော်အဖြူလေးမဆိုအမဲအောင်လေးဆိုတိတာတယ်ဆိုတော့ तू ကဘာပါလဲဆိုလို့ရှိရင် activated charcoal ပေါ့ဒီ charcoal ကဘယ်နေရာမှာတုံးလဲဆို stain တွေဖဲတဲ့နေရာပေါ့ stains အခုနလိုမျိုးဒီသွားနှချောင်းကြားထဲမှာအဲ့လိုအဟိုဟာပေါ့အရောင်တွေစွန့်နေမယ်အဲ့လိုဟာမျိုးဆိုရင် तू ကဒီ activated charcoal ကတဖဲပေးနိုင်တာပေါ့အဲ့တော့ပုံမှန်သွားတိုက်လို့ကျမတို့ဒီနှချောင်းကြားထဲမှာနည်းနည်းမဲနေတဲ့နေရာလေးတွေကိုဒီ floss ဒီပေါ့ activated charcoal ပါတယ်ဒီအမဲအောင် floss တွေကိုတုံးပြီးလို့ရှိရင်ဒီနေရာလေးက တန့်ရှင်းသွားမှာပေါ့နော်အဲ့တော့ဒီအမဲလေးကိုအဲ့အတွက်သုံးလို့ရတယ်ဒီ၅မျိုးရဲ့တစ်ခုချင်းအသုံးဝင်ပုံလေးပေါ့နော်အဲ့ပြောပြီးသွားပြီအဲကျမလည်းဒါလေးကတကယ်ကြိုက်လို့ပေါ့နော်အဲ့ထဲမှာထားပြီးတော့သုံးနေရပေါ့နော်ဆိုရင်ဒီ floss လေးကိုတယောက်ချင်းစီပေါ့နော်ကျမတို့ half vlog ကပေါ့ have log ကတငယ်ချင်းတွေတယောက်ချင်းစီတုံးပြသွားမှာပေါ့နော်တုံးပြသွားပြီးရခါကြလို့ရှိရင်တို့ကနှက်ခမ်းလေးပဲရိုက်ထားမယ်တို့ကိုကြတော့လေဒီနှက်ခမ်းလေးရဲ့ဒီသွားလေးရဲ့ပဲပေါ့ပါဘသူတုံးလဲဆိုတာကိုမပါဘူးမပါတော့အဲဘသူတွေပါမလဲဆိုတာတော့ကျွန်မနာမည်လေးပြောပြမယ်အဲအဲ့ခါကြလို့ရှိရင်ဒီအယောင်နဲ့ သုံးတဲ့သူရဲ့နာမည်နဲ့ဒီအကြောင်းတစ်ခုချင်းစီကိုဘာကြောင့်ဘယ်လိုနေရာမှာသုံးရမလဲပေါ့နော်ဒီဥစ္စာလေးကိုရေးပေးပြီးတော့အောက်က comment တွေမှာ comment ပေးလို့ရတယ်ပြီးတော့လို့ရှိရင်ဒီ post လေးလည်း share ပေးရမှာပေါ့နော်အာ screenshot လေးရိုက်ပြီးတော့ comment မှာလာပေးပါအဲ့ခါကျမှမှန်တဲ့သူတွေပေါ့နော်အဖြစ်မှန်တဲ့သူကိုကျမရွေးပေးပြီးွားလို့ရှိရင် give away တစ်ခုပေါ့နော် present လေးပေးကြရရှိပါတယ်အဲအားလုံးပဲဒီ vlog လေးကိုတေချာကြည့်ပြီးတော့ဒီဟာလေးကိုဖြည့်ပေးကြပါအောင်ပေါ့နော် အဝင်ကျေးဇူးတင်ပါတယ်အဲသွားသွားနေကြတဲ့ပေါ့နော်ပို့ပြီးတော့ကျမကြီးပို့ကောင်းပြီးတော့အောင်မယ်ဆက်လာပပပြုံးနိုင်ကြပါစေ